ဒီနေ့ဆယ်လပိုင်း28ရက်နေ့မှာတက်လာတဲ့သတင်းတစ်ခုကြည့်ပြီးတော့ကျမတကယ်စိတ်မကောင်းဖြစ်ရတဲ့ရာရှိပါတယ်။အဲ့ဒါပါလဲဆိုတော့နိုင်ငံခြားသားတွေကကိုရီးယားနိုင်ငံကိုရောက်ရှိလာပြီဆိုလို့ရှိရင်သူတို့ကဒီအလုံးလုံးကင်လို့မရတဲ့ဗီဇာဆိုတာရှိတယ်ပေါ့နော်။အထူးသဖြင့်ကျောင်းသားဗီဇာ D4 D2 ဗီဇာတွေရာဆိုလို့ရှိရင် အလုံးလုံးကင်ခွေမရှိပါဘူးပေါ့နော်တကယ်လို့အလုံးလုံးကင်ချင်တယ်ဆိုလို့ရှိရင်လည်းအဲဒီသူတို့ရဲ့ခွင့်ပြုချက်ရမှာပဲလောက်ကင်လို့ရတဲ့ဗီဇာပေါ့နော် အဲ့ဒါကိုဘယ်လိုဖြစ်လဲဆိုတော့အခုဒီနိုင်ငံခြားသားတွေကလည်းចောင်းသားတွေကလည်းទីတယ်ကိုကဒီ visa ចောင်းသားအဲចောင်းသား visa နဲ့လာရဲဆိုတာទីတယ်ပေါ့เนาะအလုံးလုံးကင်လို့မရအောင်ဆိုတာလည်းទីတယ်ဒါပေမဲ့သူတို့ရဲ့အခက်ခဲပေါ့เนาะစာဝတ်နေရဲ့အခက်ခဲကြောင့်မလို့အဲဒီဟာကိုသူတို့ကအဲဒီတရားမဝင်တရားမဝင်တဲ့အလုံးအဲဖြစ်သွားတာပေါ့နော်တရားမဝင်အဲ့အလုပ်ဖြစ်ပြီမဲ့လေသူတို့ရဲ့စာဝင်နေရေးအတွက်သူတို့ကခိုးပြီးမှလောက်ကြတယ်အ ဲ့ဒါကိုမှဒီတချို့ကမိတဲ့သူရှိကြတယ်ပေါ့နော်တချို့ကဆိုလို့ရှိရင်အခုနောက်ပိုင်းဘလို့အခုဘလို့ဖြစ်လဲဆိုတော့ဒီရဲတွေပါရဲတွေပဲဖမ်းလာမှာဟုတ်ဘူးဒီပီတူပီသားတွေကနေပီတူပီသားတွေကပါပေါ့နော်နေရဗာဗီဇာလဲနိုင်ငံခြားသားတယောက်အော်ဗာလဲဒီ apart အာ part time ပေါ့နော် part time အလုပ်လုပ်မယ်ဆိုရင်နေရဗာဗီဇာလဲအဲဆိုပြီးမှလေအဲ့လိုမျိုးပီတူပီသားတွေကအစ အဲ့လိုမျိုး light ဖမ်းတယ်ကွာဒီဒီတည်တင်းဗီဒီယိုထဲမှာဆိုလို့ရှိရင် light ပြေးပြီးမှအောင်ဖမ်းတာနင်ကဗာဗီစာလဲအဲအဲ့ဒီနိုင်ငံသားသားကလဲကြောက်တယ်ကြောက်ကြောက်နဲ့မဖြေရဘူးဆိုလို့ရှိရင်အဲသူ့ကို light သူ့ကိုမမဖြေမချင်းကို light နေတာပေါ့နော်ဒါဆိုရင် तू ကလဲကြောက်ဘူးမှထွက်ပြေးတယ်ပေါ့နော်ထွက်ပြေးတော့အဲ့ဒါနဲ့ဘေးကရဲတွေကလဲထူးဆန်းနေဆိုမှ light လိုက်လာတယ်လိုက်လာတော့အဲ့ဒီမှာပဲအဲ့ဒီចောင်းသားအဲ့ဒီနိုင်ငံခြားသားចောင်းသားတယောက်ဖြစ်တယ်ပေါ့နော်ចောင်းသားတယောက်ဖြစ်တယ်သူကဒီတရားမဝင်အလုပ်လုပ်ပါတယ်ဆိုမှပြန်ဖမ်းခံသွားရတယ်ပေါ့နော်တချို့ကဆိုလို့ရှိရင်လေဆဲဆိုပြီးမှောက်လေတိလာအဲ့လိုနှိမ့်ဆက်တယ်လို့မျိုးကြီးကွာဆဲဆိုပြီးမှောက်အဲအဲ့လိုမျိုးလောက်ကြတာနိုင်ငံခြားသားတွေကိုလေအဲ့တော့အဲ့ဒီတည်င်းရဲ့ comment ကို like ဖက်ကြည့်ရဲ့ချိန်ကြတော့လေအဲတချို့ကိုရီးယားလူမျိုးတွေပေါ့နော်ကိုရီးယားလူမျိုးတွေကိုချင်းစာတဲ့ကိုရီးယားလူမျိုးတွေလည်းရှိတယ် သူတို့တွေကဘယ်လိုပြောထားလဲဆိုတော့ငါတို့လည်းသူတို့တခြားနိုင်ငံရောက်သွားပြီဆိုလို့ရှိရင်အဲ့လိုမျိုးလုံနိုင်ပါမလားပေါ့နော်အာပြီးရှင်သူတို့စာဝတ်နေရေးအခက်အခဲရှိတာကိုကြောင်းသားဖြစ်ပေမဲ့လည်းအဲ့လိုမျိုးအလုပ်လုပ်တဲ့ဗီဇာကိုပေးပါလားပေါ့နော်အဲသူတို့လည်းအခက်အခဲရှိမှာပေါ့ပေါ့နော်ပြီးရင်တချို့နိုင်ငံသားတွေမှန်ထားတာပါလဲဆိုလို့ရှိရင်အဲ အဲ့ဒီဖမ်းတယ်ဆိုတဲ့အလုပ်ကဒီရဲတွေရဲ့အလုပ်ပဲနင်တို့ကဘာအခွင့်အရေးရှိလို့နင်တို့ကဘာအာဏာရှိလို့ဖမ်းတာလဲပေါ့နော်အဲ့လိုမျိုး comment တွေအမျိုးမျိုးတွေ့ရတယ်အဲကျွန်တော်ကတော့တကယ်ကိုယ့်ရဲ့နိုင်ငံသားသားတွေတကယ်စိတ်မကောင်းဖြစ်ရတယ်ဒီကျွန်မကလည်းအဲ့ဒါကြောင့်ဒီကိုရီးယားနိုင်ငံကိုကြောင်းလာတက်တဲ့အဲကျွန်တော်တို့နိုင်ငံသားသားအတူတူပြီးမြန်မာမြန်မာလူမျိုးတွေကိုပြောချင်တယ်ပေါ့နော်အဲတကယ်လို့ကိုက ဒီစာဝင်နေရတဲ့အခက်အခဲရှိတယ်ဆိုပေမဲ့လည်းအရင်ဆုံးအကိုကចောင်းစာကိုဦးစားပေးစေချင်ပါတယ်။ပထမတနစ်နနစ်ကတော့ပေါ့နော်ဒီဒီမိဘတွေကိုအကူအညီတောင်းပြီးတော့အရင်ဆုံးចောင်းဖို့ပေါ့နော်ចောင်းစာကိုပဲအားဆိုင်စေချင်တယ်ပြီးတော့အဲ့ဒီနောက်ပိုင်းမှာပဲပေါ့နော်အလုတ်အလုတ်လုတ်တဲ့ခွင့်ပြုချက်ရမှာပဲပေါ့နော်အဲ့ဒီချိန်မှာပဲအလုတ်ခိုင်းစေချင်ပါတယ်လို့အားလုံးကို အဲ့လိုမျိုးအကြံပေးချင်တယ်ပေါ့နော်မဟုတ်ဘူးဆိုလို့ရှိရင်အာကိုနိုင်ငံသားတွေအတွက်နင့်နာမှုတွေအများကြီးရှိပါတယ်လို့နော်